ူအောင်နဗန်းဝင်လုံးတာဆိုမိန်ကလေး6ယောက်လားမသိဘူးနဗန်းဝင်လုံးတာတူအောင်တယောက်ထဲကိုတူအောင်လည်းအဲ့အချိန်မှာဘာစိတ်ဝင်သွားလဲမသိဘူးအကုန်လုံးကင်ပေါက်ပြစ်တာအာရင်းဝါဆိုလဲရှုံခဲနေပေါက်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 ဟိုမှာ gas လာတဲ့အဲ့လိုသူ့ထက်တော့ပါလို့ဆိုအဲ့လိုခန်းနေပါလေပေါက်သွားအဲ့လိုပွဲပြဲကုန်အဲ့လိုညနေညနေမြားတော့အစားတော့ကျွန်တော်ဝင်းခတ်မိုးလို့ထင်တာအကုန်လုံးများတယ်ခင်းဝါဆိုလဲညနေညနေမြားလုံးမထင်ရအောင်ဆိုရုပ်လေးနဲ့မလိုက်ဘူးကိုယ်ရောမများခဲ့ဘူးလားကျွန်တော်လည်းနည်းနည်းများတာပေါ့နည်းနည်း ပန်းပွင့်မိုးပြိုင်ငါကြီးတော့အဲဆယ်လေးဆိုင်ပြိုးစီစဉ်သူကတော့ကျွန်တော်ဟိုဒီဆယ်လေးဆိုင်ပြိုးရေးစီစဉ်သူမှာပါမလားလို့လာပြီးတော့ဖိတ်ခေါ်တဲ့အတွက်ကျွန်တော်လည်းပါမယ်ဆိုပြီးတော့ဟိုပါပြတာပါဗျာဟုတ်ဆီစဉ်ကပါမယ်လို့ဆိုရင်ဆိုစီစဉ်1တော့ကလည်းကြည့်ပြတာစီစဉ်1တော့ကလည်းကြည့်ပြတယ်ဗျာစီစဉ်1တော့ဆိုဒီတက်တော့မှာဒီတက်လာတဲ့အပိုင်းလေးဆိုရင်တော်တော်လေးလေးရှည်ရတယ်တော်တော်လေးလေးပျော်စရာကောင်းတယ်ပေါ့နော် ဟုတ်ကဲ့အဲ့ဒါလည်းစီစဉ်သူ့ကိုလက်ခံရပါဦးစီစဉ်သူ့ကိုအဲ့လိုပဲဝင်ကစားမယ်ပေါ့ပျော်ပျော်ပါပါအဲ့ဒါစီစဉ်သူ့ကိုဝင်ကစားပြတာပါဟိုထင်တာတော့ပေါ့ပေါ့ပါပါလေးပဲဝင်ကစားမယ်လို့ထင်တာဟိုရောရောတကယ်ကြမ်းကြတယ်အကုန်လုံးကလေမြန်မာနိုင်ငံရဲ့ပထမဆုံးစိုက်ပျော်ရေး reality game show ဆယ်လီစိုက်ပျော်ရေးအဲကျွန်တော်တင်ရကြတော့ကျွန်တော်ခရင်အောင်တင်ပါကျွန်တော်တင်မှာတော့သူ့အောင်ပါမယ်ပြီးတော့တန်တာညီပါပါတယ်ဗျဟုတ်အာတို့ရညီချက်ပဲ လုံးဝပေါ်ပြီးွားတဲ့အထီကိုအဲ့လိုရန်ဖြစ်တာတွေစကားများွားတာတွေတခုမှမရှိဘူးအရင်ကစီစီလုံးလုံးနဲ့ကိုကစားွားတာပါဟုတ်တင်းနဲ့တင်းပြိုင်တဲ့အချိန်မှာတော့အဲ့လိုမျိုးတယောက်နဲ့တယောက်နဲ့ကတော့အဲ့လိုမျိုးညံနေညံနဲ့များရတယ်ပေါ့အရင်များတယ်ပေါ့နော်ဟိုအကုန်လုံးကဒီဒီ၁၂ယောက်လုံးကအကုန်လုံးကညံကောင်းကြတယ်အကုန်လုံးကလည်းညံနေညံနဲ့တွေများကြတယ်ဒီဆိုတော့ကျွန်တော်ညံနေညံနဲ့အများဆုံးပဲညံနေညံနဲ့များတော့အစားတော့ကျွန်တော်ဝင်းခတ်မိုးလို့ထင်တာဒါပေမဲ့မဟုတ်ဘူး အကုန်လုံးများတယ်ခင်ဟောဆိုလည်းညနေညနေများသူကလာစီးယုံဆိုလိုပါလို့နဲ့ပြီးရင်သူတို့ပဲလောက်တာအဲအဖြူအတင်းရပဲလောက်တာအဲ့လိုအဖြူအတင်းရအရန်ဆိုးတယ်အပြာအတင်းရကြတော့အဲ့လိုမျိုးသူကညနေညနေများချင်းအောင်ဆောင်ဝင်မဲ့လေသူတို့ကတကယ်တမ်းအဲ့လိုမဟုတ်ဘူးအဖြူအတင်းရညနေညနေများလုံးမထင်ရဘူးသူရုပ်လေးနဲ့မလိုက်ဘူးကိုယ်ရောမများခဲ့ဘူးလား ကျွန်တော်လည်းနည်းနည်းများတာပေါ့နည်း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 မလိုက်ဘူးဆိုခင်ဗျားဟောပြောစမ်းအဲ့တော့ तू ကမုတ်တွေပါပဲကျွေးရတယ်ဆိုတော့မပြောတော့ပါဘူးဆိုညနေညနေတောင်းပြီးတော့ तू ကညနေညနေများတယ် तू ကအဲ့လိုပြိုင်ပွဲပြိုင်ညနေညနေများတယ်ပြီးရင်အပြင်ရောက်ရင် तू ကအဲ့လိုဟိုဗမုကထတော့ပါတော့ကျွန်တော်ပြိုင်ပွဲကျွေးတယ်ဟင်းအဲ့လိုအဲ့လိုအဲ့လိုတို့တွေလည်းထင်ထားတာကြမ်းတမ်းမလို့ဟာလုံးမထင်တော့ဘူးလုံးမထင်တော့ဘူးမင်းကလေးတွေပြင်မဲ့တကယ်ကစားနိုင်တယ် ဟိုထူအောင်နဗန်းဝင်လုံးတာဆိုမင်းကလေး6ယောက်လားမသိဘူးနဗန်းဝင်လုံးတာထူအောင်တက်ရောက်ထဲကိုထူအောင်လည်းအဲ့အချိန်မှာဘာစိတ်ဝင်သွားလဲမသိဘူးအကုန်လုံးကင်ပေါက်ပြစ်တာအာအရင်ကြမ်းတယ်အဲ့အချိန်တော့ကျွန်တော်ကျွန်တော်ရဲ့ jeans ကတောင်ပေါ်ကနေပြီးတော့ကျွန်တော် jeans ကိုထိန်းထားတာပေါ့နော်အဲ့အချိန်မှာယောက်ျားလေးဆိုလို့ jeans ရပဲရှိရောတာကြံတဲ့လူတွေအကုန်လုံးမင်းကလေးပဲကြံတော့ကျွန်တော်ပြောပြလိုက်တော့မယ်ဗျာအကုန်ပိုစိတ်ဝင်စားပါအောင်လို့ပေါ့နော်ဟိုပိုစိတ်ဝင်စားပါအောင်လို့အဲ့အချိန်မှာတူအောင်တူအောင်အကုန်လုံးဝိုင်းလုံးပြီးတော့လေအဲ့လို ခင်ဟိုကဆိုလဲရှုံခဲနေပေါက်ပေါင်းပေါင်းပေါင်းဟိုမှာဟိုမနှင်းဆိုလဲအဲ့လိုဂုတ်ကနေပြီးတော့ဝင်ဖက်ဝင်ဖက်တဲ့ဟိုသူအောင်ကင်ပေါက်ပလိုက်ဝုန်းဆိုအိုင်ပေါက်ပလိုက်အဲ့လိုပြီးတော့အကုန်လုံးဝင်တိုက်အာအဲ့လိုဟိုသူအောင်အေးရှုံတောင်ပေါ်ကဆင်းလာတဲ့အခန်းဆိုရင်အဲ့လိုခင်ဟိုကသူ့ရှေ့ဘူးကိုလှမ်းလို့တာသူအောင်ခဏခဏဝင်တိုက်သွားတာဟိုကလေကုန်တင်ကားကလေအဲ့လိုလူဝင်တိုက်သွားလို့ပဲလွန့်တော့ပါအောင်လို့ challenge 3ရှင်းပြမှုတွေနေပေါ်ရပြီနေပေါ်ရပြီ ဒီတော့ဒီအောင်ကျမ်းပါတယ်တော်တော်ကျမ်းပါတယ်ဟုတ်မိတ်ကလေးဆိုရင်မညာဘူးပေါ့ဟမ်မိတ်ကလေးဆိုရင်မညာဘူးအဲ့ဒီအချိန်ကတော့အဲ့လိုဟိုမှုကလေအကုန်လုံးကလည်းသူတယောက်တည်းပဲဝိုင်းအောင်ပြီးတော့လှုပ်တော့လေသူလည်းဘာကောင်ဝင်ပူးွားလည်းမသိဘူးပေါ့နော်အဲ့လိုဂေါ်စီလာလို့လို့လူဝင်လို့လို့ဝင်ပူးွားလားမသိဘူးအကုန်လုံးကင်ပေါက်တာအဲ့တော့တော်ကျမ်းတယ်တော်ကျမ်းတယ်တော်ကျမ်းဟိုဘာလဲဂတ်စ်လာတဲ့အဲ့လိုသူ့ထက်တော့ပါလို့ဆိုတော့အဲ့လိုခန်းခန်းနေပါပေါက်သွားအဲ့လိုပွဲပြဲပေါ့နော်အဲ့လိုတော့တကယ်ကျုံးတာ မစိုးကြဘူးမစိုးကြဘူးအားလုံးကလေဒီပြိတက်ကိုဖျော်ပြဖို့အတွက်ဒါအကုန်လုံးကအရန်ကိုအဲ့လိုပြီးတော့တကယ်ဂိမ်းထဲမှာကျတော့အကုန်လုံးမှုတွေဝင်သွားကြရတယ်အကုန်လုံးစိတ်ကအကုန်လုံးကအဲ့လိုဒီဂိမ်းထဲမှာလုံးဝ serious တွေဖြစ်သွားပြီးတော့အရန်ကိုအဲ့လိုဖြစ်ကြတော့ထိခိုက်ဒဏ်ရာတွေကတော့ရှိကြတာပဲတခြားဂိမ်းတွေလည်းရှိကြတယ်ဟိုရန်တွေဖြစ်တာတွေဆိုလည်းရှိကြတယ် လိုအများကြီးပဲပေါ့နော်ဒါပေမဲ့လည်းအကုန်လုံးက game ပြီးွားရင်တော့အကုန်လုံးပျော်ပပနဲ့အဲ့လိုအကင်လေးတွေသွားစားကြတယ်အကုန်လုံးအဲ့လိုရှမ်းပေါက်ဆွဲလေးတွေသွားစားကြတယ်အဲ့လိုမျိုးလေးပေါ့နော်ဒီပင်တရရဲ့ vibe လေးပေါ့အဲ့အချိန်တော့လည်းအရန်အေးတယ်ဟိုပင်တရမိုးရသည်ပင်မဲ့လေးအရန်အေးတော့အဲ့လိုဒီညနေဆောင်ကြရင်အကုန်လုံးပျော်ပပနဲ့အဲ့လိုမုတ်လေးထွက်စားကြပါတယ်ဗျမီးတောင်တက်တက် game တွေပါလေဆိုကျွန်တော်ဆိုအရန်ပင်မန်းလုံးလုံးလေးထူအောင်ကကျွန်တော်ဘူးပစ်ပေးတော့မှအချိန်မှာကျွန်တော်ကအမောဖောက်နေလို့ ငါမပေးနဲ့ငါမပေးနဲ့ငါမရတော့ဘူးငါလမ်းမလျှောက်နိုင်တော့ဘူးအဲ့လိုမျိုးပါအဲ့လိုမျိုးဟိုနော်ခွင့်တောင်းပြီးတော့တော့မျိုးလုံးတွေပြာပြီးတော့လေလူကလည်းအောင်အဲ့လိုမူလဲတော့မလို့လို့ဘာလို့လို့အဲ့လိုမျိုးပါဖြစ်သွားတကယ် reality moment မှာတကယ် reality လား reality မတီလားဆိုတာကျွန်တော်နှခမ်းမွေးပဲကြည့်လိုက်ပါအဲ့ဒီ game show ထဲမှာကျွန်တော်အစနှခမ်းမွေးလုံးဝမပါဘူး ဖြည်းဖြည်းနဲ့ရုပ်ကလည်းပင်မန်းပြီးခန်းခန်းမိုးတွေရှည်ပြီးတော့မဲတဲပြီးတော့အဲ့လိုဖြစ်သွားစီစဉ်ပြီးရဲ့ချိန်ကျတော့လူရောတော့မပေါက်တော့ဘူးအခြားဂိမ်းတွေလည်းအရင်ကျန်းတယ်အခြားဂိမ်းတွေဆိုလည်းအဲ့လို psychological game တွေအဲ့လိုဟိုတယောက်နဲ့တယောက်အဲ့လိုမျိုးဟို psycho ဖောက်နောက်ဆုံးဂိမ်းရောပြီးရောပြီးတော့တယောက်နဲ့တယောက်မယုံကြတော့ဘူးဂိမ်းဂိမ်းပြီးကန်ဒီစီစဉ်တွေရောက်လေဒီအဖွဲနဲ့တစ်ဖွဲကလုံးဝမယုံကြတော့ဘူးဟိုဟိုဖီလောက်ထိအောင်ဟိုးဆဆချင်းဂိမ်းတွေဆိုအာဒီ ဟိုကျွန်တော်ဖွဲ့မလုံးเนาะအေးငါတို့ဖွဲ့လည်းမလုံးเนาะအကောင်လုံးကအဲ့လိုညှိရကြပါဘောเนาะဂိမ်းပြီးရပြီးရတရားမမြုံကြတော့လာလာပြီးမတိုင်မင်ကြနဲ့တော့မယုံတော့အဲ့လိုမျိုးရဖြစ်စကော့ဂိမ်းစွန်းတို့ပါလို့ဆိုရင်ပို့ဆိုးတာပေါ့တဲ့မှာတိုးတော့အတက်နဲ့ဒါတော်မှကျွန်တော်တို့ကဒီပရိတ်သတ်ကိုဖြော်ပြပို့အတွက်တောင်မှအရန်ကိုဟိုဒီလောက်ဖြစ်ကြတာစကော့ဂိမ်းစွန်းရင်ကရှုံးရင်တိမ်ပါလေအဲ့လိုမျိုးကြာရင်ပို့ဆိုးမှာပေါ့ကျွန်တော်စဉ်းစားကြည့်ရ ဟိုကျွန်တော်တို့ဆိုလဲတကယ် reality ဆိုတော့လေကျွန်တော်နေတဲ့အခန်းကကျွန်တော်တို့ပေးတဲ့အခန်းကဒီနှစ်ထပ်ခရင်လေးဟိုဘက်ဒီဘက်၄ရောက်အိတ်ရတယ်၄ရောက်အိတ်ရလေမနေ့6နိုင်ထိုးပြီးဆို9နိုင်လမ်းနဲ့9နိုင်ထိုးဆို stand by ဆိုတော့သူ6နိုင်ဝိုးဆို9နိုင်လမ်းနဲ့တော်တော်ဟာငါတို့ဒီနေ့ဘာကင်းဆော့အောင်မလို့မသိဘူး ဘာလို့ ਆ မလဲမသိဘူးလုံးဝအဲ့လိုလုံးဝ squat game ကိုရတယ်ကျွန်တော်အခန်းတော့ air con လည်းမရှိဘူးလုံးဝတဘာဝလေနေတကယ်ပြိတက်ကိုဖြော်ပြဖို့အတွက်လည်းဒီအားသွန်ခွန်ဆိုင်ပေါ့နော်အကုန်လုံးအရင်ကြိုးစားရပါတယ်အသားဆိုလည်းတော်တော်မဲဝါတယ်ဟိုခန်းမွေးဆိုလည်းတော်တော်ရှည်ဝါတယ်အခုမှနည်းနည်းလေးလူရုပ်သူရုပ်ပြန်ပေါက်လာတာ